အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်ဆွတ္တိယ9လ2025ရက်နေ့ဆွတ်ခွနေ့9လ2025ဒီဘက်တာအတွက်မှာအင်္ဂါသားသမီးတွေဘူကန်စရာတွေကိုကြိုးပြရပါတယ်ကျွန်တော်တို့ဘာရှယ်မင်းနေတဲ့အတွက်ရှာမင်းဒုက္ခပဲဖြစ်ပါတယ်နော်အဲ့တော့ဆွတ္တိယ9လ2025ရက်နေ့ဆွတ်ခွနေ့9လ2025ရက်နေ့ဒီအင်္ဂါသားသမီးတွေဒီဘက်တာကာကြမှာကိုတောင်းနေမိခါကြပြီးမှာဖြစ်ပါတယ်နော် ဲ့တော့17ငါလာ2025နေပြီးတော့19ငါလာ2025တပတ်တာကာလအတွင်းမှာတဲ့အင်္ဂါသားသမီးတွေကြီးကမိညှော်လင်းတာတွေညှော်လင်းချက်တွေမိညှော်မှန်းတာတွေညှော်မှန်းချက်တွေကြီးရွယ်ထားတဲ့ရွေးချက်တွေအားလုံးဟာကျိုးလေးပျက်စီးတတ်ပါတယ်တဲ့နော်မိမိလှုပ်ဆောင်မှုတွေရည်ရွယ်ထားတဲ့အရာလေးတွေရာလည်းထားမဲ့အောင်မြင်မရှိဘဲနဲ့ပျက်စီးသွားတတ်ပါတယ်တဲ့နော်မိမိကနေပြီးတော့ရခင်ကကုညီပေးခဲ့တော်ညာလေယခုချိန်မှာကိုယ့်ကို ပြန်လည်ကူညီပေးမယ်လို့မရှိဘဲနဲ့ကြုံတွေ့ရတဲ့ဖြစ်အနေထားလေးရှိပါတယ်တဲ့နော်ဒီကလာတွေမှာတဲ့မတော်ဆနော်ကျစီဝါရှော့ဖြစ်တာတော့ဘီးဘူးလောင်တာလေးဖြစ်တဲ့တဲ့ကလာလေးဖြစ်ပါတယ်တဲ့နော်ဒီကလာတွေမှာအင်္ဂါသာသမီးရာမိမိရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ဘလူကိုမှမယုံရတဲ့ကာလမျိုးလေးဖြစ်ပါတယ်တဲ့မိမိရှိမှတမျိုးမိမိနောက်ကိုရောက်ရင်တမျိုးနော်မကောင်းကြောင်းပြောတတ်တဲ့လူလေးကြုံတွေ့ရတဲ့မိမိကမိတ်ဆွေလို့ထင်တာလေလူတွေက ရန်သူတစ်ဖွဲ့ဖြစ်လာပြီးတော့နော်တစ္ဆာပေါ်ချင်ခံရတတ်တယ်မြင်းလောက်ကမတစ္ဆာပေါ်ချင်ခံရတတ်တယ်အဲ့တော့ဒီကာလာဟာဘလူးမှာမြုံကြီးတဲ့နဲ့ကာလာလေးဖြစ်ပါတယ်အင်္ဂါသားကြီးအင်္ဂါသားကြီးအနေနဲ့ရေးကြီးရဲ့ကိစ္စကိုဆောင်ရမယ်ဆိုရင်လှုပ်လို့ဝက်သူတသိနဲ့ကွက်ကိုဆုံးဖြတ်ပြီးတေချာဆောင်ရတဲ့ကာလာလေးဖြစ်ပါတယ်တဲ့နော်အဲ့တော့အင်္ဂါသားသမီးတွေကတဲ့ယခုတစ်ပတ်အတွင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းเนาะ အဆင်မပြေလေးဖြစ်တတ်တယ်ငွေကြီးတွေလက်လွန်တတ်တယ်နော်မိမရှိတဲ့ငွေထက်ကျော်ပြီးသုံးလို့တဲ့အတွက်ကြောင့်ငွေကြီးစိုက်ရွာလေးဖြစ်တတ်တယ်ပစ္စည်းတွေပေါန်နှမ်းတတ်တယ်ငွေအကျွေးတတ်တတ်တယ်နော်အဲ့တော့ငွေကြီးကုန်ကျမှုမှာလည်းအပျော်ပါးတွေဘက်မှာကုန်ကျတတ်တယ်မိမရဲ့အပေါင်းအသင်းကြောင့်ကုန်ကျတတ်တယ်မိမကိုကြိုးထက်ကိုမိမပတ်ဝန်းကျင်မှာရှိရမိအပေါင်းအသင်းကြောင့်ကုန်ကျတတ်တယ်ငွေထွက်နေတတ်တဲ့ကာလလေးဖြစ်ပါတယ်နော်ဝင်ငွေအားလုံးနေနေတတ်တဲ့ကာလလေး ဖြစ်ပါတယ်ဗျာနော်ပညာရေးနဲ့ပတ်သက်ပြီးတော့အနိုင်ငယ်အပြန်ဆိုင်လေးရှိရယ်ဥပမာတင်နန်းမှာပဲဖြစ်ဖြစ်နော်အဲကျောင်းပညာရေးမှာပဲဖြစ်ဖြစ်နော်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဖြစ်မိမိကိုမနာလိုဖြစ်နေရလေမိမိကိုလိုက်ပြန်နေရလေတော့အနိုင်ငယ်ကြုံရတဲ့တဲ့စိတ်ပင်ပန်းလူပင်ပန်းရှိတဲ့တဲ့သို့တော့အောင်မြင်မဲ့အနေထားမှာရှိပါတယ်နော် အချင်းနဲ့ပတ်သက်ပြီးတော့တဲ့နော်မိဘအကြီးကြီးရဲ့သဘောတူညီမှုများရှိတဲ့အတွက်ကြောင့်နော်လမ်းခွဲရတာလေးနဲ့ကြုံတွေ့ရတဲ့ကာလလေးပဲဖြစ်ပါတယ်တဲ့နော်ကျမိုင်နဲ့ပတ်သက်ပြီးတော့ကြီးကြအခိုင်ညက်မရှိပါဘူးတဲ့နော်အဲ့တော့သို့တော့အဲကျမကြီးကိုပုံပေါ်ဆဆနော်မနေတဲ့ကာလလေးတော့ဖြစ်တယ်မိမိရဲ့အဲတိကျအခိုင်အမာမရှိဘူးသို့တော့မိမိရဲ့အနေထိုင်အစားအသောက်မစင်နေမှုလေးကြောင့်နော်အဲဖြာနာလေးဖြစ်တဲ့တဲ့ ကိုကဂယူမဆိုက်ပေါ်စားတဲ့အတွက်ကြောင့်ဖြစ်တာမျိုးလေးပဲဖြစ်တတ်ပါတယ်ပေါ့အဲ့တော့ပိုးဆိုတာမနေဘူးတော့လိုအပ်ပါတယ်တဲ့နော်အဲ့တော့အင်္ဂါသားသမီးတွေရခုတစ်ပတ်အတွက်နော်အချိုးပြည့်တဲ့အရောင်လေးကတော့မိညိုရောင်ပဲဖြစ်ပါတယ်နော်အချိုးပြည့်တဲ့ကဏန်းလေးကတော့16ပဲဖြစ်ပါတယ်တဲ့နော်အဲ့တော့အင်္ဂါသားသမီးတွေရခုတစ်ပတ်အတွက်ကံမြင့်ကတက်စီယံပြုလုပ်ရမယ်ရေရာလေးကတော့တဲ့နော်အင်္ဂါတော့မှာမိမိတက်စီဖြောင်းနိုင်ပူဇော်ပြီးတော့เนาะ ရားရှင်ဆံမှာပြောဆိုပြရှင်ကိုရိုမီကြီးဆက်ကလူရမ်းမယ်လူရမ်းပြီးတော့မိမိရဲ့ဟောကံမြင့်ကန္တစီကိုလည်းအခက်အညံ့နေပြပြောက်စီမှုအတွက်တေချာဆွနေကြလေးဆူတောင်းပါเนาะအဲဒီရည်ရလေးကိုတော့အင်္ဂါသမီးအတွက်ဒါမဖြစ်မနေလုတ်တဲ့နယ်လို့ပြောလိုပါတယ်ဘာကြောင့်လဲဆိုတော့ဒီတစ်ပတ်မှာအင်္ဂါသမီးဒီကံနိုင်ငယ်ညံ့နေတဲ့ကာလာလေးဖြစ်နေလို့ပါเนาะအဲ့တော့အင်္ဂါသမီးပါဆိုလို့ရှိရင် comment လေးဝင်ခဲ့ပြပါဦးဗျာเนาะဒီ video လေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုလို့ရှိရင် အသေးလေးနှိပ်ပြီး share လေးလုပ်ခဲ့ပြီးတော့အကောင့်လေးကို follow မလုပ်ရသေးဘူးဆိုတော့ follow လုပ်ခဲ့ပြီးပါဦးအပတ်စဉ်เนาะယခုလို့ဟောစတဲ့လေးတွေတပတ်တစ်ချိန်ရအောင်တင်ပေးပါမယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်เนาะကားစီတာဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုတောင်းထားတယ်ဟုတ်စပါเนาะ